စကိုင်းမြို့မှာရန်ကုန်မြို့သို့ရထားပြင်လာခဲ့သည်ယထာလန်းသည်မြမပြည်ကြီးလက်အကြဆုံးသောဒေသများကိုဖြတ်သွားသည်ရင်ခွင်းတို့မှာစိမ့်ဆုံနေသည်ထွန်ရဲမှုလုပ်ငန်းပြီးဆုံးချိန်ဖြစ်သည်လက်ခွင်းတစ်ခုလုံးရေးပြည့်ရှိနေသည်ကံမောင်ငယ်ကလေးများပို့ထားသည်ရေကန်ငယ်ကလေးနှင့်တူနေသည်ကောက်ဆက်ချိန်ရောက်လာပြီးကောက်ဆက်သမားတို့သည်ကောက်ဆက်တခြင်းဟောင်းတို့ကိုကြောတပါးတိဆိုက ကောက်ဆက်ကြတော့မည်ရှောင်းရင်တဲ့တွင်ကျွေးများလူနေကြသည် ရေထားဖြစ်သွားသည်ကိုဂယုမဆိုင်ကြောကြောင်သားတချို့ကြောများပေါ်တွင်ကိုတုံလုံးစီးသွားကြသည်သူတို့ရိတ်ကိုလက်ကွင်းထဲကရေပြင်တွင်ညင်ရသည်ထို့နောက်ဂျူဒကာကာလှုပ်ခတ်ကာပြီးသွားကြသည်သူနှင့်ညဘတ်သို့ကြောက်လာသည်ထို့ညတွင်လာရောက်မရှိ လာပါသားလေပြည်လက်ညင်းကလေးသည်ဖြူးဖြူးတိုက်ခတ်လျာကျွန်တော်လည်းမကြမီပင်အိတ်ပေါ်သွားလေသည်ရန်ကုန်ခရိုင်တရားသူကြီးအင်းဒီပန်းချံများဖြင့်စိုးပြေစိတ်နှံ့နေသည် ရွှေတောင်ကြက်ကွက်တယ်ဒီရှိသည်အိမ်မှာကြည်ပြီးအခန်းကြီးသုံးခန်းဧကန်းရနာများရှိသည်ခြံထဲတွင်တင်းနစ်ကွက်တစ်ခုရှိသည်ပြီးတော့ပန်းရောင်စုံဝေးဆဆာဖူးပွင့်နေသည့်ပန်းညံသေးလဲတာယာဘွယ်ကောင်းသည်ရွှေတကုံစီတော်ကြီးကိုကျွန်တော်အိမ်မှာထင်းထင်းရှားရှားမြင်ရသဖြင့်ကောင်းစွာကြည်ညိုနိုင်သည်ကျွန်တော်ရုံးကန်းမှာလူထဲတွင်ရှိသည်ရွှေတောင်ကြက်ကွက်မှထွက်လာပြီးဝဲဘက်တွင်ကံတော်ကြီးရဘက်တွင် ရှိတကုံစီချင်းရှိဇယံများဖုန်ကြီးကြောင်းများကိုဖြတ်ကာလူထဲသို့လာရသည်ထိုနေရာကလွန်လျင်ညင်ကွင်းမှာခစ်ဆန်းလာသည်တိုက်တာအင်ချီတို့မှာခင်မိလာသည်တိရစ္ဆာန်ရုံတောင်းတွင်ပထမကဘာစစ်ပြီးဆုံးသည့်အထိမ့်မှတောက်တိုက်တစ်ခုကိုတွေ့ရသည်ထို့နောက်စတီဗလာသားကုမ္ပဏီ၏အမှုရမ်းများနေထိုင်သည့်အဆောင်ကြီးတစ်ခုကိုတွေ့ရသည်ထိုကုမ္ပဏီတွင် အင်္ဂလိပ်အမှုထမ်းများကြီးစိုးသည်ထိုကလွန်သောရေထားကုန်တရာကြီးကိုဖျက်ကျော်လိုက်သည်တွင် ရန်ကုန်ပြည်ထဲသို့ကျော်လာသည်ပထမဆုံးတွေ့ရသည့်လမ်းမှာစုလီဖျားလမ်းဖြစ်ပြီးစုလီစတိတော်ကိုအဝေးတွင်ထမ်းမြင်များအကြား၌ရွှေရောင်တဝင်းဝင်းမြင်တွေ့ရသည်ထိုဒေသကရုပ်ရှင်ရုံများစောက်တော့ဆိုင်များဖြင့်စီကားနေသည့်မြို့လေရပ်ကွက်ကြီးတစ်ခုဖြစ်သည်ကျွန်တော်၏ရုံးသည်မြေထားဂုံဒရာကြီးနှင့်မလန်မကန်မောင်ကူရမာရီလမ်းတနေရာစိန်ပေါ်ဖျားချီကိုကျောင်းနှင့်နန္ဒချင်းဆိုင်ရှိအဆောက်အုံတစ်ခု၌တည်ရှိသည် ရုံးလုထသည့်ထိုဆောက်အောင်မှာအစိုးရပိုင်မဟုတ်ငှားယမ်းထသည့်နေရာတစ်ခုဖြစ်သည်ကျွန်တော်ထမ်းဆောင်ရသည့်ဂျာတုတာဝန်ဝတရားကိုအများကခရိုင်တရားသူကြီးဟုသိထားကြသည်တကယ်စစ်စစ်ကျွန်တော်သည်ရန်ကုန်မြို့ကြီးရေးပိုင်လည်းဖြစ်လေသည်တို့ဖြစ်ရာကျွန်တော်မှာတရားသူကြီးဆိုတော့လေဟက်ကုတ်ခေါ်တရားလွှတ်တော်လက်အောက်ခံတရားရေးဝန်ထမ်းမဟုတ်တို့တော့တရားစစ်စစ်သည့်တာဝန်ကိုထမ်းရရသည့်အုပ်ချုပ်ရေးအမှုထမ်းဖြစ်မှုကျွန်တော်ကျွန်တော်သည်ဘုဂတိုင်မင်းကြီးလက်အောက်ခံ မှုရန်တယောက်ဖြစ်လေတယ်။မကောတိုင်မင်းကြီးယာရုမှာထိုစင်ကမြမပြည်တွင်အရေးကြီးသည့်ယာရုတနေရာဖြစ်လေတယ်။ဤတွင်ရန်ကုန်နှင့်ကလကတာတို့မတူကြပေ။ကလကတာတွင် ခရိုင်တရားသူကြီးသည်တရားရေးဝန်ထမ်းတယောက်ဖြစ်လေတယ်။အမှုဆရာသည့်တရားသူကြီးအလုံးမှာလွယ်သည်။ရှင်းသည် ရုံးတက်သည်တရားခွင်ထိုင်က အမှုများဆရာသည်။ထိုတာဝန်ပြီးလျင်အင်ပြန်နိုင်ပြီ။သူ့လုပ်ငန်းကိုတရားလွှတ်တော်ကတာဝန်ယူခဲ့တယ်။သူကျန်တဲ့အမှုများမှာ အမိန့်ချစီရင်သည်ကိုအကျဉ်းနဲ့သဖြင့်တက်လာသည့်အယူခံမှုများကိုတရားလွှတ်တော်ကကြားနာသည်စစ်ဆေးသည်ကျွန်တော်ကိုင်းသည့်အမှုများနှင့်ပတ်သက်၍တရားလွှတ်တော်၌တာဝန်ရှိတော်လဲဒိုက်ဒိုက်ရိုက်စိတ်ခိုင်းနိုင်သူမှာပကောတိုင်းမင်းကြီးတာဖြစ်သည်ကျွန်တော်အဖို့ရုံးတွင်အမှုများကို စစ်ဆေးပြီးဆုံးတော်လဲတဏိတာဝတ္တရားများပြီးဆုံးသည်ရန်ကုန်အရေးပိုင်အဖြစ်အခြားဆောင်ရွက်ဖွယ်လုပ်ငန်းတာဝန်တို့ရှိနေသည်ရန်ကုန်မြို့ကြီး၏အခြေအနေဤပုံရှိနေသည်မြို့မှာ ဘာတွေဖြစ်ဖြစ်နေတီတို့ကိုသိထားဖို့လိုတယ်။သို့မှသာအထက်အစိုးရကိုအစီရင်ခံနိုင်မည်။ပြုပြင်စရာတို့ကိုတင်ပြကြံပေးနိုင်မည်။မိတို့ဖြစ်စေငင်းဝုပ်ပြပြကြီးနဲ့တရားတရားဥပဒေစိုးမိုးရေးတီကျွန်တော်နဲ့မသက်ဆိုင်။ကျွန်တော်ကိစ္စမဟုတ်ထို့အရေးခင်ကိစ္စအလုံးတီပလိမ့်မင်းကြီးတာဝန်ဝတရားများတာဖြစ်တယ်။ကျွန်တော်မှာခရိုင်တရားသူကြီးအဖြစ်ပလိမ့်မင်းကြီးကို အကူအညီပေးရတယ်။သူနဲ့တွက်ဖက်ဆောင်ရွက်တီတို့ရှိတယ်။ အရေးပေါ်ကိစ္စများကြုံကြိုက်လာလျင်သူ့အတွက်အထူးအာဏာများဆောင်ရွက်ပိုင်ခွင့်များကိုကျွန်တော်ကတိုးပေးရသည်။သို့သောသူ့ကို၎င်းသူ့လက်အောက်ရှိပလေးအဖွဲ့ကို၎င်းတရရအမိန်ပေးနိုင်။တရရမဟုတ်ချုံနိုင်မစီခိုင်းနိုင်။သို့ဖြစ်ရာစုပ်ပူမှုများဖြစ်ပွားခဲ့လျင်မငြိမ်မသက်ဖြစ်လာခဲ့လျင်အဒီကယုံများဖြစ်ပွားလာခဲ့လျင်ညင်ဝဲအောင်ထင်းချုပ်နှင်းနှင်းရညီတာဝန်မှာပလေးမင်းကြီးလက်ဝဲ၌လုံလုံလှလှတည်ရှိလေသည်။အကယ်၍စုပ်ပူအဒီကယုံစသည်တို့ဖြစ်ပွားခဲ့လျင် ကျွန်တော်တာဝန်မှာဖြစ်ပျက်တဲ့အကြောင်းရင်းကိုစုံစမ်းကအစီရင်ခံစာတရားတည်။ရင်းတွင်ကျွန်တော်၏ထင်မြင်ချက်နှင့်တကွမိတို့မြေပေါ်ဆက်လက်ဆောင်ရွက်တင်သည်။စသည့်ထောက်ခံချက်တို့ကိုပါထည့်သွင်းတင်ကြသည်။ထို့ပြင်စုပ်ပူမှုများမငြိမ်သက်ခဲ့သောတရားဥပဒေကပြဋ္ဌာန်းပေးရထားသည့်အခွင့်အာဏာအရာစုပ်ပူသည့်လူအုပ်ကိုဖြိုခွဲရန်ပလိတ်အားတနတ်တိမ်မိန်ကိုခရိုင်ရာဇဝတ်တရားတော်ကြီးတယောက်အနေဖြင့်ပေးနိုင်သည်။သို့သောဘသူကိုပြည့် ဘလို့ပြေးခွေကကိုတိုင်းကိုကျက်ညွန်ကြနိုင်တို့ဖြစ်ရာတာမန်အချိန်ကာရီမူရန်ကုန်အရေးပိုင်ကြီးတာဝန်ဝတရားတို့မှာညတာကြီးမလာသည်မဟုတ်ပေခရိုင်ရာဇဝတ်တရားသူကြီးအနေဖြင့်က ရုံးတင်တရားစွဲဆိုသည့်ရာဇဝတ်မှုတို့ကိုစစ်ဆေးဆုံးဖြတ်ရန်ပြင်ဖြစ်သည်ရန်ကုန်မြို့တည်ဗြိတိရပိုင်အိန္ဒိယအင်ပါယာတွင်ပြည်နယ်ကြီးတစ်ခု၏မြို့တော်ဖြစ်လျက်ကျွန်တော်ကိုကိုညီရန်မြမတိုင်းရင်သားတရားသူကြီး6ယောက်နှင့်တမာတိမြို့ဝင်2ဦးကိုအစိုးရကခန့်ထားသည် ရန်ကုန်နယ်နိမိတ်တွင်ဖြစ်ပွားသည့်အမှုအခင်းတို့ကိုကျွန်တော်ကြားနာဆင်စီရသည်တရားဥပဒေတိုင်အပြစ်ပေးရသည်ဤလုံမှာတံပတ်ပိထသည့်ဆက်ရုပ်လို မှန်မှန်လှောက်ရှားသည့်အလုံးမျိုးဖြစ်သည်ညီငွေစရာကောင်းသည်ထို့ကြောင့်ရန်ကုန်တရားသူကြီးအခန့်ခံရသည်ဟုကြားစားကပင်စိတ်ဝင်ပါလစိတ်ပြတ်မိသည်နေရမူတာဝန်ဝတရားအမျိုးမျိုးထပ်ဆောင်လာသည်အပြောင်းလဲအမျိုးမျိုးကြုံရသည်ဖြင့်ကြော်စရာကောင်းသည်ရုံနှင်ကြီးထိုင်မနေပဲတောတော်ရသည့်အလှည့်ပြောင်းလို့ကြုံရသည် ရန်ကုန်တရားသူကြီးဘွားရင်ကတနေ့လာလဲခုံးမှုလူရမှုလိမ့်လံမှုထိုးကျိတ်တစ်ဖြင့်ဒဏ်ရာရလာသည့်အမှုနောက်တနေ့တွင်လဲခုံးမှုလူရမှုလိမ့်လံမှုစသည်တို့ကသာမနာရန်စစ်စစ်ကြားနာရသည်ရန်ကုန်တို့ခရိုင်တရားသူကြီးအဖြစ်ကျွန်တော်ပြောင်းရွှေ့လာပြီနော်အကြမ်းမီမှာပင်မစ္စတာအမေရိကန်ဆိုသူသည်ကလေးမင်းကြီးဖြစ်လာသည်သူ့အလုပ်ဖြစ်သည့်ပလေးမင်းကြီးတာဝန်ဝတ္တရားတို့မှာကျွန်တော်အလုပ်ထက်စိတ်ဝင်စားစရာကောင်းသည်သူသည်ရန်ကုန်မြို့တွင်အကြတီကအဆ သိနေရသူဖြစ်သည်တရင်ပေးများစုံတော်များကရန်ကုန်လောကတွင်ဖြစ်ပျက်သည်တင်းဆောင်ကိုသူအားအစဉ်ခံသည်သူသည်ရန်ကုန်မြို့ကြီးအုပ်ချုပ်ရေးကိုတိရောက်စွာကင်တွေဖြစ်ချင်းရသူဖြစ်သည်သူတွင်လိုအပ်သည့်အာဏာများလည်းအနှင်းခံရသည်နိုင်ငံရေးတင်းဆောင်လောကလောကစားမှုကညာအရက်လိုက်စင်ပေးခြင်းဤတိရောမှာသူနှင့်တိုက်ရိုက်သက်ဆိုင်သည့်အရေးကိစ္စများဖြစ်လေသည်ဤကိစ္စများနှင့်ပတ်သက်လျင်ကျွန်တော်စီကအကြံဉာဏ်ကိုသူမယူအကယ်၍သူကိုယ်တိုင်ကကျွန်တော်ထံ အကြံဉာဏ်တောင်းခံသည့်တိုင်ကျွန်တော်မှာအကြံပေးနိုင်သည့်အနေအထားတွေမရှိအကြောင်းမှာကျွန်တော်ရသည့်တည်ငြားသည့်သူရသည့်တည်ငြားလောက်မစုံလင်သောကြောင့်ပင်ဖြစ်လေသည်တကယ်အဖြစ်ပြက်တွင်လည်းကျွန်တော်သည်သူ့ကိုမကူညီနိုင်ဤဒီမှာအုတ်ချုပ်ရေးကိစ္စတွင်သာဖြစ်သည် သို့တော်တရားရုံးကိစ္စတွင်ဘူးကျွန်တော်အကူအညီများစွာလိုသည်ပလေးဘက်ကတင်တွင်းဆွဆိုသည့်အမှုများကိုကျွန်တော်ကကြားနာက ထိုက်တဲ့သည့်အပြစ်ဒဏ်များကိုပေးရသည်ပလေးမင်းကြီးဘက်ကမူ အမှုကိစ္စနှင့်ပတ်သက်၍စစ်စစ်ပေါက်ပေါက်မင်းညာစောကြောခြင်းပြုပဲပြိပက်ကတင်ပြတီကိုကျမ်းနာမှတ်တမ်းသည့်တရားသူကြီးများကသာနှစ်တန်သည့်အမှန်ဖြစ်သည်ယနေ့ယခုကျွန်တော်နှင့်ဆက်ဆံရသည့်ပြိမင်းကြီးအမေရိကန်မှာယူတာဖြောက်မှတ်သူတယောက်ဖြစ်သည်အမှုတစ်ခုသူ့ဘက်ကရုံးတင်တရားဆွဆိုပြီးဆိုရင်တရားဥပဒေနှင့်အညီမမှန်ကန်ကန်စစ်စစ်ကစီရင်ဆုံးဖြတ်သည်ကိုလိုလာသည်သို့တော်လည်းတရားခွင်တွင်တရားစစ်ဆေးနေရသည့်ပုဂ္ဂိုလ်မှာအုတ်ချုပ်ရေးဝန်ထမ်းတယောက်ဖြစ်လာသည့်အခါ တက်လာသည့်အမှုသည်တရားဥပဒေနှင့်အညီဆွေးဆိုသည့်အမှုလားဥပဒေနှင့်ညီညွတ်ရလားဆိုသည်ကိုစောကျော်ကသူကြောညင်သည့်ဘက်ကဝင်ရောက်ဆွတ်ဖတ်ခြင်းသည်ဒီမှာဓမ္မတာဖြစ်သည်တရားသူကြီးအလုပ်ကိုလက်ခံကာအမှုများကြားနာဆစ်ဆေးပြီးမကြမီပင်ထိုအလုပ်သဘောတို့ကိုကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်လာသည်ကျွန်တော်အဖြစ်သည်တတ်မှတ်ပေးထားသည့်စက်ရုပ်တစ်ခုနဲ့တူနေသည်ကျွန်တော်အလုပ်မှာတိတိကျကျမှတ်တမ်းတင်ရသည်ပလိတ်ကတင်သည့်အမှုကိုကြားနာပြီး စီရင်ကအပြစ်ပေးထောင်ချရသည်ကျွန်တော်လိုအုံနောက်တုံးချခြင်းတို့တယောက်အဖို့ကစိတ်ပြက်ညင်းခွေစရာအလုပ်တစ်ခုသာဖြစ်ကြောင်းနားလည်လာသည်တိုးတော်လဲကဲရွတာနောက်အခါကျွန်တော်တရားခွင်တို့တက်လာမည်အမှုများကိုကြိုပြီးသိနိုင်ပြီဆိုရင်ယခုလိုညဉ့်ညူမညီမဟုတ်ပင်တရားသူကြီးအလုပ်တဘောသည် လုံရုပ်လုံစင်အလုံးမျိုးအတိအဆန်းဘာမှမတွေ့နိုင်သည့်အလုံးမျိုးဟုကျွန်တော်ထင်ထားမိခဲ့သည်မှာလက်တွေ့တွင်မှာကြောင်းသိလာရသည် လိုင်လံမှုလိန်လံမှုစသည့်တရိုးဖြစ်စဉ်အမှုတို့ထက်ဖိဖျားစမ်းချက်သည့်အမှုများကိုကျွန်တော်ကြားနာစစ်ဆေးဖို့ကြုံလာရသည်ထို့အခါကျွန်တော်ဤမူလအလုပ်ဖြစ်သည့်အုပ်ချုပ်ရေးသမားအသိစိတ်တတ်နှင့်တရားဥပဒေကိုဦးစားပေးကာတရားမျှတမှုကိုမတိမ်ဆောင်ရအောင် စစ်ဆေးစီရင်ချက်ချရသည့်တရားသူကြီးဤအသိစိတ်တတ်တို့သည်တရားတစ်ခါသဘောထားချင်းမတိုက်ဆိုင်ပဲညှိနှိုင်းမရနိုင်ဖြစ်လာတတ်သည်ပိပခသဘောဆောင်သည့်ထိုဘဝနှစ်ခုကိုပြည်လည်ညီညွတ်အောင်ပေါင်းဆက်ပေးရသည်မှာ အလွန်ခက်ခဲတဲ့ကိစ္စဖြစ်လေသည်တရားဥပဒေဆိုသည်မှာတခါတည်းရန်လောကတဘာဝနှင့်ညှို့ချင်မှညှို့တတ်သည်ဥပဒေဆိုသည်မှာစက်ပောင်စည်းလိုဆွဲဆန့်ခြင်းတိုင်းဆန့်လို့မရရှုပ်ခြင်းတိုင်းရှုပ်လို့လည်းမရအလျှော်တင်းလွယ်သည်တို့ဖြစ်ရာတခါတည်းရန်ပလိမင်းကြီးထင်မြင်ချက်ကိုအရေးမထားတော့ဘဲကိုမှန်သည်ထင်သည့်စီရင်ချက်မျိုးကိုချလိုက်သည်တခါတည်းရန်ဘဝတူအုတ်ချွေဝန်ထမ်းအလုံးကြီးစိတ်တိုင်းကြသို့မဟုတ် အုပ်ချုပ်သူအစိုးရ၏အလိုကျဖြစ်နိုင်သည့်စီရင်ချက်မျိုးကိုမျက်စိမိတ်ကဆုံးဖြတ်ချမှတ်ရသည့်အဖြစ်မျိုးနှင့်လည်းရင်ဆိုင်ရသည်ကျွန်တော်အချိန်မှာစူးခြားသည့်သည့်ဘူးလိုအလူးလွန်မခံသည့်အဖြစ်မျိုးနှင့်လည်းကြုံရသည်အများအထင်မြင်လွဲမှားเสียအဖြစ်မျိုးနှင့်လည်းကြုံရသည်ထို့အခါမျိုးတွင်ကျွန်တော်သည်တမ်ပတ်ပိဋကသည့်စိတ်ရုပ်ဘဝမျိုးကို တောင့်တမိလေသည်ထို့ဘဝကမှစိတ်အရှုပ်ရတတ်တာအောင်မည်အများအယုံဆိုင်မြေကိစ္စများကို မကြားနိုင်ရမည် ကျွန်တော်ရောက်ရှိနေသည့်ရန်ကုန်မြို့ကြီးအခြေအနေကို စနီးနာကဲခတ်ဖို့အချိန်ရသဖြင့်ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရသည်ရန်ကုန်မြို့သည်စကိုင်းလိုတုတ်ခုံကောင်ဒေသနှင့်ဘဝချလာသည်ရန်ကုန်မှာခင်မိသည်ရန်ကုန်လောကသည်ရှုပ်ထွေးဆန့်ကျင်သည်ရန်ကုန်မြို့ကြီးတွင်လူမျိုးပေါင်းစုံနေထိုင်ကြသည်ဖျားကြောင်းကံအငွေ့တက်ကြောင့်ဖြစ်မြမပိသားသည့်ဇီးရိုက်မျိုးလဲလွှမ်းမိုသည်ဆိုလိမွချောဘုံဆောင်ပြတ်တတော်နှင့်ရှုခင်းကြောင်း မြမာလေးတန်တန်ကိုလည်းရှုရှားရသည်တိုးတော်လဲမြမာတို့အပြင်တရုတ်အမျိုးသားအိန္ဒိယအမျိုးသားအနတ်တားလည်းနေထိုင်ကြသည်သူတို့မှာနိုင်ငံခြားသားများဖြစ်လေသည် ထို့နောက်မြမာတရုတ်အိန္ဒိယတို့နှင့်ရောနော်ပဲတတိတခြားကိုယ့်အစုနှင့်ကိုကိုယ့်အတိုင်ကိုယ်နှင့်ကိုနေထိုင်ကြသည့်အင်္ဂလိပ်တို့လည်းရှိသည် အင်္ဂလိပ်တို့သည်နေရာဌာနတိုင်းတွင်တကူအာနာကိုချုပ်ကင်ထားကြသူများဖြစ်ကြသည်အရေးကြီးသည့်ဌာနအကြီးကဲယာရုများမှာသူတို့လက်ထဲတွင်ရှိနေသည် တို့ဒီကိုပိုင်ကလက်အတီးတီးတွင်ပျော်မွေ့ကြဆားနေကြသည်ကျွန်တော်၏ရာတို့ဒီရန်ကုန်အရေးပိုင်ဖြစ်လျာမြို့ကိုစိတ်တိုင်းကျချီရှုလက်ပိုက်နိုင်သည့်အခွင့်အရေးတစ်ခုပိုင်ဆိုင်ထားသည်တို့ဖြစ်ရာအခွင့်ကောင်းယူကအချိန်နေအဝဝကိုလေ့လာမိသည်ကိုမျိုးသားများနှင့်သာအပေါင်းအသင်းလောက်ရမည်ဆိုလျင်အလွန်ညှင်းဝေ့စရာကောင်းလာသည်ကိတ်ပညာတက်မြန်မာတရုတ်အိန္ဒိယမြို့သားတို့မှပေါ်ရွေသည်မိတ်ဆွေကောင်းအဖြစ်ဆက်ဆံကြသည် တို့နှင့်အပေါင်းအသင်းဖြစ်လာသည့်ခါရွယ်မှာ ရန်ကုန်လောကကိုအကျွမ်းတဝင်ទីနာလေလာရသည်ရန်ကုန်အခြေအနေကိုလည်းရပိုင်းအတွင်းအကဲခတ်လို့ရလာသည်ထို့အကျိုးကျေးဇူးကြောင့်ပင်ကျွန်တော်၏ညမရှုခင်အမြင်သည် နောက်အခါကြည်လင်လာသည်ဟုဆိုနိုင်သည်ရန်ကုန်တို့ရောက်ရှိလာပြီနော်မကြာမီတနည်းနေကင်းတွင်ကျွန်တော်အိမ်တို့မစ္စတာချန်ဒရာခိုင်းဟုခေါ်သည့်တရုတ်အမျိုးသားတစ်ယောက်ရောက်လာသည် သူသည်ရန်ကုန်မြို့ထဲတွင်တိုက်ခန်းများစွာပိုင်သည့်တရုတ်လူချမ်းသားတစ်ယောက်ဖြစ်သည်ရောက်လာသည့်ကိစ္စမှာကျွန်တော်အားသူကားနှင့်တနည်းအားသို့ လဲပက်ခေါ်ရမယ်ဖြစ်သည်မကြသေးမီကမှ ကွယ်လွန်ခဲ့သူနမကြီးတယောက်တည်းမစ္စတာလင်ချင်းချောင်၏စံအိမ်သို့တွားရောက်ကြည့်ရှုရန်အစီအစဉ်ရှိလေသည်ထိုအဆောက်အုံကိုရန်ကုန်တွင် ချင်းချောင်နန်းတော်ဟုအတိအမှတ်ပြုထားကြသည်မစ္စတာလင်ချင်းချောင်သည်မြမပြပောက်တယုတ်မဟုတ်ပင်တယုတ်ပြည်မှရောက်လာသူစင်ရသားတယောက်ဖြစ်ပြီးမနာမနေရှာဖွေလုပ်ကြရမှလူချမ်းသာတယောက်ဖြစ်လာသူဖြစ်လေသည်အလောက်ကိုကြိုးစားသည်စီကန်းစင်ကြည့်သည် ြီးပွားကျင်သူတို့များစွာတွေ့ယူထိုက်သည့်ဇယိုက်လက္ခဏာပိုင်ရှင်မျိုးဖြစ်သည်။သူ၏စူးစမ်းမှုကြောင့်တန်းကျွတ်တဲ့တွေဖြစ်လာသည်။မြမပြည်စံစဘာစီကွက်ကိုလဝတ်ကြီးအုပ်နိုင်သူတယောက်ဖြစ်လာသည်။တိုးတော်လဲလဝတ်ကြီးအုပ်ငွေရှင်ကျေးချင်အဖြစ်ကသူ့ဘဝကိုကောင်းကျိုးမပေးခဲ့။မိတို့ဖြစ်စေတရှိထင်စားဘဝ၌ရန်ကုန်မြို့ကြီးအတ္တိကယပုဂ္ဂိုလ်တယောက်ဖြစ်ကြောက်ကြသူဖြစ်လေသည်။လင်ချင်းချောင်းသည်လူချမ်းသာဖြစ်လာသည့်အခါထူးထူးခြားခြားလောက်ကန်ခြင်းသည့်အာသာဆန္ဒတစ်ခုပေါ်ပေါက်လာသည်။ သူ့ဘဝတွင်ဘဝအနှစ်သာရကိုခံစား껏မကြုံကြရသူချမ်းသာလာတဲ့အခါဘဝအနှစ်သာရရတာခံစားဆန်စားဖို့လည်းအချိန်မရှိတော့ဒီတို့ဖြစ်စေသူလဲလူရင်ကြီးတယောက်ဖြစ်ကြောင်းအမှုပညာကိုခံစားကျင်သူဖြစ်ကြောင်းပေါ်ပြလိုသည့်ဆန္ဒတကုပြင်းပြပြပေါ်လာဟန်တူသည်သူသည်တန်းကျွတ်ထွေဖြစ်သည်သူပစံကိုတောက်စားပြော်ပါကခရရန်ပုံဖြုံးမြေစာသူကိုယ်တိုင်နေထိုင်ရန်အဆောင်ဆောင်ကန်းကန်းဖြင့်ရှုံမကြီးသည့် နန်းတော်တကူဆောက်လို့ရန်စိတ်ကူးမိသည်သူနန်းတော်တန်း၌အလှပအသိမွေ့ဖြစ်အောင်ပြင်းစင်မုန်းမှန်လိုသည်အမှုပညာလက်ရာများအောင်သူနန်းတော်ကိုချိန်မုန်းခြင်းသည်မြမပြည်တွင်ရနိုင်ကြီးလက်ရာမျိုးပစ္စည်းတို့ဖြင့်တစားဆင်၍ကသူနန်းတော်သည်သူစိတ်တိုင်းကျစိုင်းတကူဖြစ်လာနိုင်စရာအကြောင်းမြင်ဟုသူယူဆသည်ထို့ကြောင့်ထိုအချိန်ကအင်္ဂလန်ပြည်သို့ရောက်ခဲ့ပြကန်းတစားဆင်သည့်မှန်ပီတို့များပြည်ဘောကများကိုကုန်တိုက်ဆိုင်ကြီးများမှဝယ်ယူခဲ့သည် ဧကန်တွင်မွမ်မန်သည့်ပန်းဆိုင်အိုးများကျွေတဲ့များကိုလည်းစုဆောင်းဝယ်ယူခဲ့သည်ထိုပစ္စည်းများဖြင့်သူ့ဧကန်ဆောင်ကိုမွမ်မန်လိုက်လင်နတ်ပုံနဲ့နတ်တမျှစမ်းကြဲသွားမည်ဟုသူစိတ်ကူးရင်မိသည်သို့သောဤများနှင့်မကျေနပ်နိုင်သည်ဧကန်နေရန်တို့သည်ဘလာကျင်းနေပြီဆိုလျှင်တင့်တယ်နိုင်မှာမည်လောတနေ့တွင်မစ္စတာလင်ချင်းချောင်သည်လန်လန်မြို့ပကက်ဒလီအဝိုင်းကြီးနားရှိတရုတ်စားတောက်ဆိုင်တစ်ဆိုင်၌နေ့လယ်စာစားနေသည်ဆန်ရှင်တရုတ်မြို့သားမှသူ့မိတ်ဆွေတယောက်ဖြစ်သည်သူဆိုင်တို့ အကြီးစရာတွေလားပြီးမစားတော့ကြဘူးလားဟုတ်လင်းချင်းချောင်ကမေးကြည့်သည်ရင်းတို့နဲ့ညီမပြည်တို့လိုက်ပါပြီးသူ့နန်းတော်အဆောင်ဆောင်အခန်းခန်းကိုဆေးချပေးနိုင်မည်သူမရှိဘူးလားဟု၍စုံစမ်းသည်ထိုခိုက်မှပင်ဆိုင်တွင်မလန်းမကန်းတနေရ၌အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ထိုင်နေကြသည်ကိုဆိုင်ရှင်ကမြင်သည်တွင်လင်းချင်းချောင်ကိုအတီးပေးလိုက်သည်သူတို့ကဘယ်သူတွေလဲပကြီးစရာတွေပဲပကြီးလင်းများဆိုပါတော့လက်ထက်ပြေးတာမကြသေးဘူးကျွန်တော်တည့်ရတော့တော့သူတို့ဟာ လက်ရညှောက်တဲ့ပကြီးဆရာတွေပဲဒါပေမဲ့ညီမကြီးကိုသူတို့လိုက်နိုင်ပါမလားဘလို့ထင်တယ်လဲလင်းချင်းချောင်မှာချမ်းသာတော့လဲပစ္စည်းမာနထောင်သွားသူမဟုတ်ဘူးသူတို့လင်မယားကဆင်းရဲတယ်ခညာနန်းတော်ကြီးအကြောင်းကြားရရင်ပုံရင်ထဲကနန်းတော်ကြီးများလားလို့စိတ်ကူးရင်တော့ကြမှာပဲထိုစကားကြားရလဲလင်းချင်းချောင်တည်းသဘောခွေသွားလေတည်းနှစ်ဦးနှစ်ဖက်ခရစ်ဆောင်ပြောဆိုမိတ်ဆက်ကြတည်းသူ့လိုရေးဆနာကိုထုတ်ဖော်ပြောဆိုတည်းပကြီးဆရာလင်မယားမှာအဲ့နက်ပရိုတာနဲ့ တော့ပရတာတော့ဖြစ်ကြသည်တို့နှင့်ချိတ်ဆုထားသည့်ချိန်တွင်ပကြီးဆရာလည်းများသည်မြမပြည်သို့ကျောက်လာကြသည်လမ်းတွင်ကားပေါ်၌ချန်ချောကန်ကသူသည်သည်မြချင်းချောင်းနန်းတော်အကြောင်းကိုကျွန်တော်ကမဉဏ်နေရသည်မဟုတ်ပေသူသည်သည်မြသူစိတ်ကူးရသည့်အတိုင်းပြောပြခြင်းသာဖြစ်သည်အင်္ဂလိပ်ပကြီးဆရာပရတာလည်းများမြမပြည်သို့ရောက်ခဲ့သည်မှာလွန်ခဲ့သည့်73နှစ်ကဖြစ်သည်ထိုချိန်မှစပြီးယခုကာလအတွင်းသူတို့၏အမှုပညာကောင်းတဲ့မှာကြော့ကြားစာပြုလာပြီးဖြစ်ရာ တို့ရီကနဦးအစောပိုင်းလက်ရများကိုကြည့်လို့မြင်လို့စိတ်ပြင်းပြလာသည် တဖန်တို့နှင့်မရင်းနှစ်သည့်ရင်းမြစ်တိသားတွင်ပကြီးအမှုပညာကိုဘဲပုံဖန်တီတီကိုလည်းသိကျင်စိတ်ပေါ်လာမိသည်ကားပေါ်မှနေ၍နန်းတော်ကြီးကိုကောင်းကောင်းမြင်ရသည်အလဲတွင်ညှော်စင်ကဲ့သို့ပုံဆောင်အမြင့်တစ်ခုထုတ်တက်နေသည်ရင်းဤဘေးတစ်ဖက်တစ်ချက်တွင်အဆောင်များကိုအလဲပုံဆောင်နှင်းဆက်ကစောက်လုထားသည်မိုးမှာအစိမ်းရောင်စိတ်အုပ်ချုပ်ဖြစ်ပြီးတောင်ကျိုးလို၌တရုတ်ပြည်သူကလက်ရအတိုင်း အကော့ပြန်ထုတ်ပြက်တန်းစားဆင်ထားတယ်။နန်းတော်ကြီးစီဝင်တွင်လင်းချင်းချောင်ကြီးဒါအငယ်ဆုံးကကျွန်တော်တို့ကို ခရီးဥကြပြုတယ်။သူတီသူ့ဖေလိုပဲသဘောကောင်းသူဖြစ်လေတယ်။ဖော်ရွေးကုန်ယူစွာပဲကျွန်တော်တို့အားနန်းတော်နေရအနှံ့လိုက်လံပြတတ်သည်။အေကန်း၌ဗီဒီယိုတည်းရှိချီဟောင်းပစ္စည်းများကိုထုတ်ပြသည်။အင်္ဂလန်ပြည်ကတ်တလန်ဒေသမှတိုလီမိုလီအသုံးဆောင်ပစ္စည်းများတောင်ပင်လယ်မှအသုံးဆောင်များစသဖြင့်ပစ္စည်းများဆောက်လေသည်။ဗီဒီယိုချုပ်တွင်တရုတ်ဂျပန် ကျွေခရတို့ကို၎င်းနော်ရက်ကောကြီးဝဥခွက်အသုံးဆောင်တို့ကို၎င်းတွေ့ရသည်ယခုတက်ထိပရိုတာဤလက်ရတို့ကိုမတွေ့ရသေးသဖြင့်စိတ်မရှိနိုင်တော့ပဲထုတ်ဖို့မင်းညံ့မိသည်ခင်ဗျားအဖေကိုယ်တိုင်အင်္ဂလိပ်ပကြီးဆရာလည်းညံ့ငှားပြီးနယံအင်္ဂလိပ်စေရေးပကြီးကားတွေဆွဲခိုင်းနေမဟုတ်လားအဲ့ဒီပကြီးကားတွေကအပေါ်တက်မှာရှိပါတယ်ခင်ဗျာဤတို့ဖြေကလေကားရှိရတို့ခေါ်ဆောင်သွားသည်လေကားချင်းတွင်စင်ရုပ်ကြောက်စစ်ဘဘူးလက်ရတို့ကိုတွေ့ရသည် လက်ရကောင်းတစ်ခုဖြစ်ပေသည် လေကားတိုင်းတက်သွားသည်တွင်ပရော်တာ၏နယံဆေးရေးပကြီးတို့ကိုအထင်သာတွေ့ရသည် ထိုပကြီးကားများတွင် နောင်အခါထင်ရှားကြွကြလာမည်ပရော်တာ၏အစွမ်းအစာလက္ခဏာစုံတရားမှမတွေ့ရသဖြင့်ကျွန်တော်စိတ်ထဲတွင်မကြေမနက်ဖြစ်မိသည်ပရော်တာဆွတ်ထားသည့်ပကြီးမှာတရုတ်ရှိဟောင်းလေးရမြဖြစ်သည့်ရှုမြောက်ကင်းပကြီးကားများပင်ဖြစ်သည်အလှပကိုရှာလို့တွေ့နိုင်ပါသည်အတက်ပညာပိုင်း၌လည်းနနက်ခင်းပကြီးကားတစ်ခုလေးဖြင့်တော်ဝင်ပကြီးကြကန်းကိုလွှမ်းမိုးကား ကြောက်ကြလာသည့်ပရိုတာ၏အစွမ်းအဆောက်ကိုမတွေ့ရသဖြင့်ကျွန်တော်အာသာဆန္ဒအပြည့်ဖြစ်မိသည်စိတ်တိုင်းမကြဖြစ်မိနေထိုခိုက်မှာပဲချန်ချောခိုင်ကကနားလမ်းမှာတရုတ်ဖျားကြောင့်တစ်ခုတို့တွားကြနေဟုတင်းစကားကြားသိစေသည့်အခါကျွန်တော်စိတ်ထဲမှာအပြောင်းလဲတစ်ခုညှော်လင့်ခိုက်ဖြစ်၍ပြောသွားသည်ဤတို့ဖြစ်ဖြစ်စေချင်းချောင်းနန်းတော်ကိုလက်ပတ်ကြည့်ချွတ်ခွင့်ရသဖြင့်အတွေ့အကြုံတစ်မျိုးတွေ့လာသည်အကယ်၍သာမစတာလည်းချင်းချောင်းသည်ဒီထက်ပို၍အလက်ခဲကသူနန်းတော်ကိုစိတ်တိုင်းကြ မောမနိုင်ငံမြေဆိုရင်အမှုတညာလက်ရမြောက်တိအမွန်တန်စာတို့ကိုပို့၍စင်ရင်နိုင်မည်ဖြစ်သည်တို့၏အမှုတညာခန်းစားမှုအတိုင်းတာသည်လည်းပို့၍ထက်မြက်လာမည်ဖြစ်သည်ယခုမူသူခန်းစားမှုအတိုင်းတာသည်မြမပီလိုဒေတာတွင်အတန်အသင့်မြမနေသည်ဟူ၍လည်းသတ်မှတ်နိုင်မည်ဖြစ်သည်ပစံချမ်းသာသည့်အိန္ဒိယကုန်သည်ကြီးများသည်မှောင်မဲမဲတက်ခမ်းများမှာပင်ခက်ကုတ်ကုတ်နေကြသည်လဲပိုင်ရှင်မြမတော်တထေးတို့သည် ခရိုရိုလက်တဲတတအိမ်ဖြစ် ြေနဲ့ရောင်ရဲနေကြသည်ရင်းတော့နေနှိုက်စားလျင်ချင်းချောင်းနန်းတော်ပိုင်ရှင်တရုတ်တထေးဤစိတ်ကူးစိတ်တမ်းများမှာအစဉ်အတန်းမြင့်နေသည်ဟုဆိုပါမည်ရန်ကုန်မြို့တွင်အိမ်တွင်အကန်းဆောင်ကိုနိုင်ငံခြားအမွန်းတန်စားတို့ဖြင့်စင်ရင်သည့်ပထမဆုံးအာရှတိုက်တာအဖြစ်ရင်းချင်းချောင်းကိုအတိအမှတ်ပြုရမည်ထင်သည်နောက်တွင်သူ့အတုကိုယူကသူ့ကိုအားကြကအထက်တန်းတော်ကလူကုန်ထံမြန်မာတထေးတရုတ်တထေးအိန္ဒိယတထေးတို့သည် သူနီးတူဆိုင်ရင်ညာဆောက်လို့နေထိုင်ကြနေအချိန်ရောက်လာတော့မည်ဟုမျှော်လင့်ရပေသည်။သူနှင့်ကျွန်တော်တို့သည်ကနလန်တရုတ်ဖျားချောင်းသို့ရောက်တော့ကြသည်။ဖျားချောင်းအဝတွင်ကျွန်တော်တို့အားကြိုးစုံနေသည့်ဖျားလူကြီးများကိုတွေ့ရသည်။ကျွန်တော်တို့ရောက်နေသည်မှာဂယုနာရှင်မေရော့ကွန်ရင်၏ဖျားချောင်းဖြစ်သည်။ဖျားချောင်း၏ဘိတုကလည်းရာမှာ တိတ်သက်ကောင်းမွန်သည်။အမိုးမှမြင်သည်။တိုင်လုံးကြီးများ၌အုတ်ကျုံမိုးတင်ထားသည်။ထို့ဒိုင်းညာတို့နှင့်အတူတည်းကြီးလာသည်။ဖျားစဉ်ရှိတွင် ပန်းဆိုင်ကျူးကြီးညာရုံးစပွဲညာခင်ကျင်းထားသည်ပစ္စည်းတို့မှာရှင်းနှစ်ပေါင်းရာပေါင်းများစွာကခြေဟောင်းပစ္စည်းများမဟုတ်တော့လဲခြေဟောင်းပစ္စည်းလက်ရအတိုင်းပြုလုပ်ထားသည့်အမောမှန်တို့ဖြစ်သည်အမျိုးမှန်သည်ရှင်းလက်ရလားဟုထင်ရသည်ခြေဟောင်းပစ္စည်းစုဆောင်းသူတို့ဆိုလျင်တံပိုးကိုတည်ကောင်းသည်နိထို့အခါကျွန်တော်မှာလင်ချင်းချောင်း၏နန်းတော်မှအပြင်းအဆင်အမုန်းတက်စားတော့ကိုအမှတ်ရလာသည်လင်ချင်းချောင်းသာသူ့နန်းတော်ကိုစနစ်တကျမုံမှန်တက်ပြီဆိုရင် ယခုထက်ပို၍ကြည့်ရှိပါတင့်တန်ကြီးဧကံမလွယ်ပင်တရုတ်ဖျားလူကြီးဒီဝါကြီးတော်တစ်ခုကိုကျွန်တော်ရှိတော့ယူလာသည်အထဲတွင်ဝါကြောင်ကလေးညာ90လောက်ရှိသည်ကိုတွေ့ရသည်ရေးပိုင်မင်းဘေးရင်မေးကျင်ပါသလားဖျားလူကြီးကပြုံးပြရင်းစူဆန်သည်ဤဘေးရင်မေးပုံကိုကျွန်တော်စိတ်ဝင်စားသည်ကြည်တော့ကိုမမတ်ကန်ကကွန်ရင်မတော်ထံတိတ်ထန်ပြုတ်ပြီးခဏနာလောက်ရမည်ထို့အခါဝါကြောင်တစ်ခုထက်တော့တက်လာလိမ့်မည်ကြည်ရင် ဝါကြီးတော်ထဲမှာကွန်ထရက်ကအောက်တော့ကြာတယ်ထိုဝါကြောင့်ကိုကြည့်ကဟောဆရန်ကိုဖက်နေဝါကြီးတော်ထဲမှာဝါကြောင့်တခုသူ့လိုလိုအထက်တော့ခုံလာမီဆိုဒီကိုကျွန်တော်နားမလည်နိုင်ဖြစ်နေတယ်သို့တော်လဲသူတို့ညွှန်ဆိုတဲ့အတိုင်းခဏနာလုပ်သည်ဟုတ်ပြီမကြပါသူတို့ပြောသည့်အတိုင်းပဲဝါကြောင့်တခုတစ်ချေးပြေးတက်လာသည်ဖရာတို့ကြီးများကကျွန်တော်ကိုကြည့်နေကြသည်ယုံယုံကြည်ကြည်ပင်ဝါကြီးတော်ကိုဆက်ပြီးလှုပ်ပါဟူ၍လဲ မျက်နှာရိပ်ရင်းနဲ့ကဲတက်ကြသည်တို့နှင့်ကျွန်တော်ဒီကွန်ရင်မဲတော်ကို မျက်နှာမူကားဝါကြီတော်ကိုခဏနာလှုပ်သည်ဝါချောင်းကလေးဒီတဖြည်းဖြည်းတက်လာပြီးဝါကြီတော်ထဲမှကွန်ထရက်ကာအောက်သို့ကျသွားသည်ဝါချောင်းကလေးကြာရအရက်ကိုကြည့်ကကောက်ယူသည်ဝါချောင်းတွင်အညွန်းတစ်ခုပါသည်ထိုအညွန်းတိုင်းဟောစတန်းဆောက်ကြီးကိုလှန်လောရှာဖွေသည်ပြီးတော့ပြုံးချိုတော်မျက်နှာဖြင့်ကျွန်တော်ကိုကြည့်ကြသည်ဟောစတန်းကိုဖက်ရသည်ဖြင့်ကျင်းနေကြဟန်တူသည် ဘာတွေများဟောထားတယ်လဲတံမီးကရွှေဖြစ်မယ်လို့ဟောဆရာကဆိုပါတယ်အရေးပိုင်မယ်ခင်ဗျာအရေးပိုင်မယ့်အနာကက်ဟာတာယာမဲ့စီရင်မဲ့သဘောရှိပါတယ်ဂျာလူလက်တို့ပါမယ်ကိုအကြောင်းအကောင်းပြောရင်နှစ်သက်တကြတိမှာလူတဘာဝပဲဖြစ်သည်ဟောစတန်ကိုတရားသဖြင့်ကျွန်တော်ကျင်းနေမိသည်တိုးတော်လဲသူတို့တွေရင်ကြီးတိမ်ဝေးပုံကိုတွေးမိကနှစ်သက်ကျေးဇူးတင်မိသည်ဖျားလူကြီးများသည်သူတို့ဖျားเจ้าကြီးအလှပကိုတတ်တာကြောင့်သာမကား မေတော်ကွန်ကြီးတကိုးအချိန်စောကိုအသုံးချကကျွန်တော်ကျင်းတဲ့နှစ်သက်အောင်ပြပြငငါပင် လောကဝဲပြတ္တကြသေးကိုချီမောမဆုံးနိုင်ရိပ်မိတယ်ချင်းတို့ချီမောမဆုံးနိုင်ရှိမိတယ်ကျွန်တော်အတွက်ဖိုးထိုင်ဖိုးတန်လက်ဆောင်ပစ္စည်းတစ်ခုပေးတည်တယ်ဤနည်းဖြင့်ဂျေဇူးပြုတည်ကပို၍ထျောက်သည်ဟုထင်မြင်မိလေသည်1928ကုန်ကန်ဤတနေ့တွင်မြမလူနေမှုတစ်စိတ်တစ်ပိုင်းကိုနီနီကက်ကက်တိလာခွင့်ကြောင်းပါသည်ရင်းမှာ မြမမှုအကန်နာများဆင်နွှဲကျင်းပပုံနဲ့တက်ဆိုင်လေသည်